ဘာပေါ်မှာတည်ရှိနေပေမဲ့တင်လုံးဝသွားခွင့်မရှိတဲ့နေရာ၃ခုကျွန်တော်နေထိုင်တဲ့ကမ္ဘာကြီးဟာအရန်ကုန်မှာကျဲပြန်ပါလိ Google Map ကိုဖွင့်လိုက်တာနဲ့ကမ္ဘာအစွန်ဖျားကနေရာတွေကိုတော့မြင်တွေ့နိုင်နေပါပြီဒါပေမဲ့တကယ်တမ်းမှာတော့ကျွန်တော်တို့လူသားတွေအတွက်လုံးဝတားမြစ်ထားတဲ့နေရာတွေငွေဘလောက်ပေးပေးခြေတလန်းအောင်ချားခွင့်မရှိတဲ့နေရာတွေဟာအမှန်တကယ်တည်ရှိနေပါလိဒီနေရာတွေဟာဘာကြောင့်ပိတ်ပင်ထားတာလဲဒီနေ့မှာတော့အကြောင်းပြချက်အမျိုးမျိုးကြောင့်ကမ္ဘာမြေပုံပေါ်ကပိတ်ပင်ခံထားရတဲ့အထူးဆန်းစုံနေရာ၃ခုအကြောင်းကိုလေ့လာကြည့်ကြရအောင်ပါ နံပါတ်1ငွေကျွန်းဘရာဇီးပထမဆုံးနေရာကတော့ဘရာဇီးနိုင်ငံဆောက်ပါလိုကန်ယူရန်နာကအယ်ဟာတာကီမာရာဂရန်ဒီဒါမှမဟုတ်ငွေကျွန်းပါပဲဒီကျွန်းဟာကမ္ဘာပေါ်မှာအစိတ်အပြင်းဆုံးငွေမျိုးစိတ်တစ်ခုဖြစ်တဲ့ဂူရန်လန်ဆပ်ဘိုက်ပါရွှေရောင်လန်ကောင်းစုဥကောင်းနဲ့ငွေပွေးတွေရဲ့တစ်ခုရီးသောနေထိုင်ရာနေရာပါဒီကျွန်းရဲ့ area စုရမ်းမီတာ10မီတာတိုင်းမှာငွေတကောင်ကနေ9កောင်အထိရှိနေနိုင်တယ်လို့သူတေတီတွေကခန့်မှန်းထားပါတယ်။တင်းချေတလန်းလန်းတိုင်းအန်ရီယေကိုနင်းမိနိုင်တဲ့အခြေအနေပါ။ ဒီမူရဲ့အစိတ်ဟာတာမန်မူရီထက်ငါးစားပိုပြင်းပြီးလူခဏကိုယ်ရဲဝင်သွားရင်တ िश ူးတွေကိုပြက်စီးစေကောင်းတနာရီအတွင်းအသက်သေဆုံးစေနိုင်ပါလိမ့်နံပါတ်1မြောက်စန်တီနယ်ကျွန်းအိန္ဒိယဒုတိယနေရာကတော့အိန္ဒိယသမုဒ္ဒရာတွေကမြောက်စန်တီနယ်ကျွန်းမှာဒီကျွန်းကိုပိတ်ပင်ထားရတာကကြောက်စရာတလိမ့်စံနေကြောင်းမဟုတ်ဖိနေကမ္ဘာနောက်ဆုံးသောအဆက်အသွယ်မပြတ်သေးတဲ့မျိုးနွယ်စုတွေဖြစ်တဲ့စန်တီလက်စီမျိုးနွယ်စုတွေနေထိုင်လို့ပါပဲသူတို့ဟာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကကြောက်ခိကလူသားတွေလိုပဲ ခေတ်တစ်ကဘာနဲ့လုံးဝအဆက်အသွယ်မလုပ်ဘဲတီးကြနေထိုင်ကြတာပါတရိယဘာသာစကားယဉ်ကျေးမှုဘာတစ်ခုကိုမှကျွန်တော်တို့အတိအကျမသိရပါဘူးတရားသလောက်ကတော့တို့ဟာအပြင်ကလာတဲ့ဘသူကိုမဆိုရန်သူလို့သတ်မှတ်ပြီးလေးနဲ့များရီကိုတုံးပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်လေးရှိပါသည်နံပါတ်3တကဘာလုံးဆိုင်ရာမျိုးစီပန်နော်ဝေးနောက်ဆုံးတတိယနေရာကတော့အန်နီရဲ့များလို့ပြိပင်ထားတာမဟုတ်ဖ ೇನೆ လူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်အရေးကြီးဆုံးနေရာတစ်ခုဖြစ်နေလို့ပါ နော်ဝေးနိုင်ငံရဲ့ဝေးလံနဲ့စပောဖက်ရေခဲကြုံမှာရေခဲတောင်ကြီးတစ်ခုကိုထွင်ပြီးတိစောက်ထားရင်းတကဘာလုံးဆိုင်ရာမျိုးစိတ်ပန်း Global Sea ပေါ်ပါပြီသူ့ကိုကဘာပြက်ကိမျိုးစိတ်ပန်းလို့လည်းခေါ်ကြပါသည်ဒီနေ့နေ့ကဘာကြီးပေါ်မှာကြီးမားတဲ့သဘာဝဘေးအန္တရာယ်စစ်ပွဲဒါမှမဟုတ်ကတ်ရောဂါတစ်ခုခုကြောင့်ကျွန်တော်တို့ရဲ့အဓိကသီးနှံမင်းတွေမျိုးတုံးသွားခဲ့ရင် လူသားတွေရဲ့အစားအစာကိုပြန်လည်ဆိုင်ပြိုးနိုင်မှုအရန်မျိုးစိတ်တွေကိုတင်းစီထားတဲ့အသက်ကလေးတစ်ခုပါပဲ ဒီဘန်နိုက်ဂျီးရဲမှာကဘာတဝမ်းကဒီနံမျိုးစေ့တွေဒီနံမျိုးစေ့နမူနာပေါင်းတိတသမနှစ်တန်းကျော်ကိုတင်စီထားပါရီအထဲကအပူချိန်အနှုတ်18ဒီဂရီဆဲဆီယံမှာအမြဲတမ်းထိမ့်သိမ့်ထားပြီးထာဝရရေခဲလွာကတဘာဝအတိုင်းအေးအေးရက်ကိုထိမ့်သိမ့်ပေးထားပါရီလျှက်စင်မျိုးတွေပြတ်တောက်သွားခဲ့ရင်တော့မှအထဲကမျိုးစေ့တွေဟာနှစ်ပေါင်းရာနဲ့ချီပြီးတော့မပြတ်စည်းပဲရှိနေနိုင်ပါရီ ဒါဟာလူသားမျိုးနွယ်ရဲ့အနာဂတ်အတွက်နောက်ဆုံးအာမခံချက်တစ်ခုဖြစ်တာကြောင့်အလွန်မင်းလုံခြုံရေးတင်းကျပ်ထားပြီးအထူးကျွမ်းကျင်သူတွေကလွယ်လို့ဘသူ့ကိုမှဝင်ခွင့်မပြုပါဘူး။ဒီနေ့ပြောပြသွားခဲ့တဲ့နေရာသုံးခုတွေကဘယ်နေရာကတင့်ကိုအထူးဆန်းဆုံးဖြစ်စေခဲ့လဲ။အစိပ်ပြင်းမှုတွေပြည်နေတဲ့မွေကျွန်းလား၊ခေတိကဘာနဲ့အဆက်အသွယ်ပြတ်နေတဲ့စန်တီလက်စီမျိုးနွယ်စုရဲ့ကျွန်းလား။ဒါမှမဟုတ်ကဘာပြတ်ခဲ့ရင်လူသားတွေကိုကဲတင်မဲ့မျိုးစေ့ပန်းကြီးလား။တင်းရဲ့မြင်ကိုကမ္မမောင်ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။